မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလာ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်အပိုလိုဟိုတယ်မှာမင်္ဂလာပွဲလာတတ်တဲ့စစ်ဘက်ရဲအလုံးစုံရေးအဖွဲ့ကဘုံမှုဇေယျမင်းကိုပြစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီဇင်ဘာလ22ရက်နေ့မွန်းလွဲ2နာရီဝန်းကျင်အချိန်မှာမယံကုန်းမြို့နယ်နှစ်ရက်ကွာအထက်ဗဟိုလမ်းမှာရှိတဲ့အပိုလိုဟိုတယ်မှာညမဖြစ်သူရဲ့မင်္ဂလာဆောင်ကိုလာရောက်တဲ့ဗိုလ်မှူးဇေယမင်းကိုအပြက်လမ်းမှာတနက်နဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဗိုလ်မှူးဇေယမင်းဟာဒဏ်ရာရရှိခဲ့ပြီးတော့စိုးရင်ဇေယမရှိဘူးလို့သိရပါတယ်။သူတို့ကကားနဲ့မောင်းပြေးတယ်။ကားနဲ့ထွက်လာတာကိုလိုက်ပစ်တာပါ။လောလောဆယ်အထိကတော့ဒဏ်ရာရတယ်လို့ပဲသိထားရတယ်လို့ ော်လိုင်းရေးသတင်းရေးမြစ်ကပြောဆိုထားပါတယ်ပြစ်ခတ်ခံရတဲ့ဘုံမှုဇေယမင်းဟာပြည်ဦးလွယ်မှာရှိတဲ့တပ်မတော်စောက်မှုလက်မှုတင်းတန်းကျောင်းမှာတာဝန်ထမ်းဆောင်နေရကနေမြမဖြစ်သူရဲ့မင်္ဂလာဆောင်ကိုလာရောက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့နယ်ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာ CDF မင်းတပ်ကခလိုက်ရ204ဗဟုကင်းမှာချိန်ဆွဲထားတဲ့မင်းအောင်လိုင်ရဲ့ဓာတ်ပုံကိုဖြုတ်ချပြီးတော့ခြေထောက်နဲ့နင်းချေလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းကာကွယ်ရေးတပ်ဖွဲ့မင်းတပ်ရဲ့စစ်ဦးစီးချုပ်ကမင်းတပ်မြို့ခလိုက်ရ204ဗဟုကင်းမှာချိန်ဆွဲထားတဲ့ အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့ဓာတ်ပုံကိုဖျောက်ချလိုက်ကြောင်း CDF မင်းတပ်တပမဌာနကဗီဒီယိုနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်ချင်းပြည်နယ်မင်းတပ်မျိုးအခြေစိုက်ခလိုက်ရနှစ်ခွန်လေးတိုင်ရင်ကိုအပိတိုင်ချင်းမုံနိုင်ခဲ့ပြီးတော့မင်းတပ်မျိုးကိုအလုံးစုံထိန်းချုပ်နိုင်ပြီလို့ချင်းကြီးနောင်အဖွဲ့ကဒီဇင်ဘာလ22ရက်နေ့မှာတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်နိုဝင်ဘာလ9ရက်နေ့ကနေစတင်ပြီးတော့မင်းတပ်မျိုးနဲ့ဖလန်းမျိုးတို့ကို ချင်းညီနောင်ဆစ်စင်ရေး operation cb အဖြစ်နဲ့မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရမှာမင်းတပ်မျိုးအခြေစိုက်ခလိုက်ရနှစ်ခွန်လေးတရင်ကိုဒီဇင်ဘာလ22ရက်နေ့မှာအပိတိုင်ချိန်မုံနိုင်ခဲ့ပြီးတော့မင်းတပ်မျိုးကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မင်းတပ်မျိုးသိမ်းဆစ်စင်ရေးအတွင်းမှာအကြမ်းဖက်စစ်ကောင်စီက2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမတရားဖမ်းဆီးပြီးတော့အကျဉ်းချထားတဲ့နိုင်ငံရေးအကျဉ်းသား73ဦးကိုလည်းအောင်မြင်စွာကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီမင်းတပ်မျိုးသိမ်းတိုက်ပွဲကိုချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့များဖြစ်ကြတဲ့ your defense force YDF your army YA မုံရွာခရိုင်တရင်သုံးတို့ကဟန်ချက်ညီညီဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီးတော့အရခတက်တော် AA ကလည်းစစ်လက်နက်ခဲယံစစ်ကူပစ္စည်းများအပြင်စစ်ရေးဆိုင်ရာအကြံဉာဏ်များနဲ့လိုအပ်တဲ့ကူညီများကိုလည်းပံ့ပိုးကူညီပေးခဲ့ကြတယ်လို့သိရပါတယ်။ချင်းကြီးနောင်စစ်စင်ရေး Operation CB အဖြစ်နဲ့ဖော်ဆောင်ခဲ့တဲ့မင်းတပ်မျိုးသိမ်းတိုက်ပွဲစစ်စင်ရေးအတွင်းမှာအသက်ပေးသွားကြတဲ့အာဇာနည်သူရဲကောင်းများကိုလက်အင်္ကာများကိုပေးဆက်ခဲ့ကြတဲ့ရဲဘော်များနဲ့ အောင်ပွဲရတဲ့အထိဆွမ်းဆွမ်းတမန်ခြိတက်တိုက်ပွဲဝင်ပေးကြတဲ့တပ်မှုများတပ်သားများရဲ့အမိန့်နာခံမှုတိုက်ရိုက်ခိုက်ရေးရဲစွမ်းတပ်သည့်ဇွဲလုံးလာရှိမှုတို့ကိုလှိုက်လဲစွာလေးစားဂုဏ်ပြုအပ်ကြောင်းနဲ့ချင်းညီနောင်အနေနဲ့ချင်းပြည်မှာရှိတဲ့မြို့နယ်များမှာကြန့်ရှိနေသေးတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဆက်ခန်းများကိုသိမ်းပိုင်နိုင်ရေးအတွက်မဟာမိတ်တပ်ဖွဲ့များနဲ့အတူဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းတင်ရရှိပါတယ်ခမောင်း။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့အရခတက်တော် AA ကဖမ်းဆီးရရှိထားတဲ့စစ်တုံးပန်းဘုံမှုချုပ်၃ဦးကိုပြည်သူအပေါ်ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှုများနဲ့ပတ်သက်ပြီးတော့စစ်ဆင်းနေပြီးတော့ကျူးလွန်တဲ့ပြည်မှုအပေါ်လိုက်ပြီးတော့အပြစ်ပေးအရေးယူသွားမှာဖြစ်တယ်လို့ AA ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဥခိုင်ဒုခကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AA ကဒီဇင်ဘာလ20ရက်နေ့မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှုဘုံမှုချုပ်တောင်းထုံးကို၎င်းတိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်တန်းကို၎င်းဖမ်းဆီးရရှိခဲ့ပြီးတော့ဒီဇင်ဘာလ10ရက်နေ့ညနေပိုင်းမှာစကခ15ကတမမှုဗိုလ်မှူးချုပ်တူရိန်ထုံးကိုအရှင်လက်ရဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဗိုလ်မှူးချုပ်များဟာပြည်သူအပေါ်ကျွလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုများရှိနေပြီးအဲ့ဒီစစ်ရာဇဝတ်မှုများနဲ့ပတ်သက်ပြီးတော့အေအေကစုံစမ်းဆက်ဆင်းနေတယ်လို့သိရပါတယ်။၎င်းတို့တဦးချင်းစီအလိုက်ကျူးလွန်ခဲ့ကြတဲ့စစ်ရာဇဝတ်မှုဆိုင်ရာပြစ်မှုများအပေါ်မှာလိုက်ပြီးတော့ပြစ်ဒဏ်ပေးအေးအေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးရမိထားတဲ့မြန်မာဖက်စစ်စစ်တပ်ကအချမ်းဖတ်စစ်အရာရှိကြီးတွေရဲ့ပြည်သူအပေါ်ကျူးလွန်ထားတဲ့စစ်ရာဇဝမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ULAAA အနေနဲ့စနစ်တကျတေးသေးချာချာစစ်ဆေးဖော်ထုတ်သွားမှာဖြစ်ပါတယ်ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင်တော့သူတို့တယောက်ချင်းစီကိုကျူးလွန်ခဲ့တဲ့ပြစ်မှုအပေါ်မူတည်ပြီးတော့မှပြစ်မှုနဲ့ပြစ်ဒဏ်မျှတအောင်စီစဉ်ဆောင်ရွက်အပြစ်ပေးသွားမှာဖြစ်ပါတယ်လို့ AA ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဥခိုင်ဒုက္ခက ရှင်းပြထားပါတယ် AA ကဖမ်းဆီးရရှိထားတဲ့စစ်တပ်ဗိုလ်မှူးချုပ်၃ဦးတည်းကဗိုလ်မှူးချုပ်တူရိန်ထွန်းဟာ အလဲပိုင်းတိုင်းစစ်ဌာနချုပ်မန္တလေးမှာတိုင်းဦးစည်းချုပ်အဖြစ်နဲ့တာဝန်ထမ်းဆောင်တဲ့အချိန်ကပြည်သူများကိုပြစ်ခတ်တတ်ဖြတ်ခြင်းနန်းတွဲစေကြောရေးမှာနိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုဖမ်းဆီးညှဉ်းပန်းနှိပ်စက်တတ်ဖြတ်ခြင်းစစ်အာဏာရှင်ဆန့်ကျင်တဲ့ဘကတာကျောင်းသူတချို့ကိုမရင်းကျင်တတ်ဖြတ်ခြင်းနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးနာမည်ကြီးတဲ့ဆရာတော်အလင်းကားကျဲကိုထောင်ကထွက်လာပြီးတဲ့နောက်မှာတတ်ဖြတ်ခြင်းအပါအဝင်စစ်ရာဇဝတ်မှုများကိုအမိန်ပေးကျူးလွန်ခဲ့သူဖြစ်တယ်လို့သိရပါဗျ။ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ အလုတ်တင်ဘူလောင်းတင်တဲ့ ODS 22ကျောင်းဆင်းဖြစ်ပြီးတော့ဇနီးဖြစ်သူနန်းဖြူဖြူဖြိုးတမီးတထားဆန်နဲ့တားဖြစ်သူခန့်ဆက်သွေးတို့ကိုဝေးဖွာတယ်လို့သိရပါတယ်2018ခုနှစ်ကနေ2020ခုနှစ်အထိရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းခမ်းမြို့ရဲ့ စစ်ဗျူဟာမူအဖြစ်နဲ့တာဝန်ယူခဲ့ပြီးတော့စစ်အာဏာသိမ်းတဲ့အချိန်2021ခုနှစ်မှာမန္တလေးအခြေစိုက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းဦးစီးချုပ်ဖြစ်လာခဲ့တယ်လို့သိရပါတယ်2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းဦးစီးချုပ်အဖြစ်နဲ့ဘုံမူကြီးဘုံမူချုပ်သူတိန်ထွန်းကတာဝန်ယူတဲ့အချိန်ကမန္တလေးမှာစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများစွာ ဖြစ်ပေါ်နေတဲ့အချိန်လေးဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာငိမ့်ညံ့စွာဆန္ဒပြတဲ့မန္တလေးကလူလူဆန္ဒပြပွဲများကိုအကြမ်းဖက်ပစ်ခတ်နှိမ်နှင်းရန်စစ်ကောင်စီကအမိန့်ပေးညွှန်ကြားခဲ့ရမှာအဲ့ဒီအမိန့်ကိုမြေပြင်မှာအဓိကအကောင့်ထဲပေါ်ရသူကတော့ဘုံမှုချုပ်သူရိန်ထွန်းဖြစ်တယ်လို့သိရပါတယ်။မန္တလေးမြို့တော်မှာဆန္ဒပြပွဲများကိုအကြမ်းဖက်နှိမ်နှင်းခြင်းနဲ့ပစ်ခတ်တပ်ဖြတ်ခြင်းများကိုလက်တွေ့အနီးကအမိန့်ပေးအကောင့်ထဲပေါ်ရမှာဘုံမှုချုပ်သူရိန်ထွန်းကဆောင်ရွက်ရတယ်လို့သိရပါတယ်။ 2022ခုနှစ်အောက်တိုဘာလမှာဘူးတီတောင်စကားခ15ကိုကဲရဲမှုဖြစ်လာခဲ့တယ်လို့သိရပါတယ်ဘုံမှုချုပ်သူရင်ထောင်းဟာ ဘူးဒီတော်နဲ့မောင်တော်မျိုးကိုမိလောင်တိုက်သွင်းရမှာအဓိကလှုပ်ဆောင်ခဲ့သူဖြစ်ပြီးတော့ဘူးဒီတော် မောင်တော်ဒေသကမွတ်စလင်များကိုစီယုံပြီးလက်နက်တပ်ဆင်ပေးခြင်းတင်းနှန်းဆင်ပေးခြင်းအပါအဝင်ရခိုင်တိုင်းဒေသနဲ့မွတ်စလင်များကြားထဲမှာလူမျိုးရေးပဋိပက္ခများကိုဖန်တီးကအာရခတ်တက်တော်အေအေကိုတိုက်ခိုက်ရန်ဥဆောင်အမိန်ပေးခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်ဘူးဒီတော်မျိုးကိုအေအေကမသိမ့်ပိုက်မီမှာအေအေကိုမုံတီးရိတ်အတွာမွတ်စလင်များကြားမှာလူမျိုးရေးအမုံတရားလှုပ်ဆောင်တဲ့တပိတ်များကို ၎င်းကဥဆောင်ဖန်တီးခဲ့ပြီးတော့ဘူတီတောင်မြို့ပေါ်မှာရှိတဲ့နေအိမ်များကိုမိရှုပ်ဖျက်ဆီးရန် အဓိကစိတ်ခိုင်းခဲ့တဲ့သူဟာဘိုးမှုချုပ်သူရိန်ထွန်းဖြစ်တယ်လို့သိရပါတယ်အလားတူပဲဒုတိယတိုင်းမှုဘိုးမှုချုပ်တောင်းထုတ်ဟာလဲစစ်တပ်ကတော့အပတ်စဉ်48အကြောင်းစင်းဖြစ်ပြီးတော့စစ်ပွဲကာလအတွင်းမှာရခိုင်တိုင်းရင်းသားအယက်သားပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းလေချောင်းကနေဘုံကျဲတပ်ဖြတ်ခြင်းများမှာအဓိကပါဝင်ရသူဖြစ်တယ်လို့သိရပါတယ်ဘိုးမှုချုပ်ကြော်ကြော်တန်းဟာလဲအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းဦးစီးချုပ်ဖြစ်တဲ့အတွက်ပြည်သူကိုပြစ်မှတ်ထားတဲ့တပ်ဖြတ်မှုများလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုများမှာတိုက်ရိုက်ပါဝင်ပတ်သက်လျက်ရှိတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါရယ်ခမောင်းသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခမောင်းမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုက်ရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခမောင်း အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းစကိုင်းမြို့ဇေယျကွက်တဲ့ရက်ကွက်မှာရှိတဲ့လက်ဖေးဆိုင်တဆိုင်မှာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာ ထွက်ပြေးတဲ့လူငယ်များကိုလိုက်လံပစ်ခတ်ရာအသက်32နှစ်အရွယ်ကိုမျိုးမင်းသူပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇမလ20ရက်နေ့ညနေ4နာရီခန့်မှာစကိုင်းမြို့ပေါ်မှာရှိတဲ့လက်ဖေးဆိုင်တဆိုင်ကိုအချက်မဲ့စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာထွက်ပြေးသွားတဲ့လူငယ်များကိုလိုက်လံပစ်ခတ်ခဲ့တယ်လို့သိရပါတယ်အချက်မဲ့စစ်ကောင်စီတပ်သားများပစ်ခတ်တဲ့တနက်ကြီးစားနှစ်ချက်ထိမှန်ပြီးတော့စကိုင်းမြို့ဇေယျကွက်တဲ့ရက်ကွက်မှာနေထိုင်တဲ့အသက်32နှစ်အရွယ်ကိုမျိုးမင်းသူ ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။သခိုင်းမျိုးလဖေးဆိုင်မှာစစ်ခွေးတွေကလူငယ်တွေကို20ရက်နေကပေါ်တာဝင်ဆွဲလို့ထွက်ပြေးလို့ဆိုပြီးတော့ပြစ်တတ်လိုက်တာအသက်32နှစ်နဲ့အရွယ်ကိုမျိုးမင်းသူတနက်နှစ်ချက်ထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်။တိတ်ဆုံးသွားတဲ့ကိုမျိုးမင်းသူရဲ့ရုပ်အလောင်းကိုဒီဇင်ဘာလ22ရက်နေ့မှာရွှေသမားတုတ်တမ်းမှာမိသူကြိုခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်မှာစစ်ရှုံးမှုများအကြီးအကျယ်ကြုံတွေ့နေရတော့လေအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကတော့နေပြည်တော်နဲ့ရန်ကုန်ကိုတရက်ထဲနဲ့လေရင်နဲ့ကူးပြီးတော့ပွဲများတက်ရောက်နေပြီးပျော်ရွှင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ22ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကနေပြည်တော်မှာရေစင်းတက်ကတော့နှစ်တရာပြည့်အခမ်းအနားကိုတက်ရောက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့လေရင်နဲ့ရန်ကုန်ကိုကူးပြီးတော့ဒီဇင်ဘာလ22ရက်နေ့ညနေပိုင်းမှာရန်ကုန်မြို့ဘုဒ္ဓထောင်မြို့နယ်စိတ်မေရီကက်သက်ဒရယ်မှာပြုလုပ်တဲ့ Christmas အကျိုး အခမ်းအနားနဲ့ညစာစားပွဲကို၎င်းတက်ရောက်ခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ24ရက်နဲ့25ရက်နေ့တွေမှာအကြမ်းဖက်ဆစ်ရှုံးခေါင်းဆောင်မင်းအောင်လှိုင်ကမော်ဘီမှာပြုတ်လုံမဲ့ဘိုးတင်တန်းဆင်းပွဲတန်လျင်မှာပြုတ်လုံမဲ့ရေဒတ်တင်းမောင်းများတက်တော်ဝင်ပွဲဘိုးတထောင်မှာပြုတ်လုံမဲ့ရေဒတ်နှစ်ပတ်လည်ပွဲနဲ့ ရွှေတကုတ်အနောက်ဘက်မှုမြေအောက်လူကူဒရာဖွံ့ဖွဲများကောင်ပါဆက်လက်ပြီးတော့တက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးတက်ရောက်ရမှာလဲစစ်တပ်ကလုံခြုံရေးကိုအထူးအဆင့်ဖြစ်တဲ့တတ်မှတ်ပြီးတော့တင်းကျပ်သွားမှာဖြစ်ပြီးစစ်တပ်မိသားစုဝင်များပါအရာရှိပိုင်းများကမဖြစ်မနေတက်ရောက်ရမယ်လို့အမိန့်ထုတ်ထားကြောင်းသိရှိရပါတယ်။ရခိုင်နဲ့ချင်းပြည်နယ်မှာအကြီးအကျယ်စစ်ရှုံးနေတော့လဲပျော်ပွဲရှင်ပွဲများကိုဇက်တိုက်ကျင်းပနေတဲ့အပြင်တပ်မိသားစုဝင်များကောင်ပါအတင်းတက်ရောက်ခိုင်းခြင်းများကြောင့်မင်းအွန်လိုင်းကိုတက်တွင်းအတိုင်းဝိုင်းကအကြီးအကျယ်ဝိုင်းဆန်းနေကြတယ်လို့သိရပါတယ်။ တက်ချုပ်ကရန်ကုန်ကိုရောက်နေပါတယ်ဒီလာမဲ့24ရက်နဲ့25ရက်နေ့တွေမှာမော်ဘီဘူတင်နန်းစင်ပွဲတန်လင်းရေဒတ်တက်တော်ဝင်ပွဲဘူတထောင်ရေဒတ်နှစ်ပတ်လည်ပွဲကောနောက်ပြီးတော့ရွှေတကုံအနောက်ဘက်မှုမြေအောက်လူကူတရာဖွင့်ပွဲလည်းတက်မယ်လုံချုံရင်းကိုအထူးအဆင့်ဆိုပြီးတော့တော်တော်လေးကိုတင်းကျပ်ထားတယ်သူ့ကိုကြည့်ရတာကတော့တက်တက်ကြွကြွလန်းလန်းဆန်းဆန်းပျော့ပျော့ရွှင်ရွှင်ရှိပါတယ်လို့တက်တွင်းသတင်းအရေးမြစ်ကပြောပြထားပါတယ်အခုရပိုင်းအတွဲမှာရခိုင်ပြည်နယ်မှာမောင်တော်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမ်းမြို့နယ်နဲ့ဂွားမြို့နယ်တို့ကို အရခတက်တော် AA ကတိမ့်ပိုက်ရရှိထားပြီးတော့ချင်းပြည်နယ်မှာလဲမင်းတပ်မျိုးနဲ့ကံပတ်လက်မျိုးများကိုချင်းကျင်တော်တပ်ဖွဲ့များပါဝင်တဲ့တော်လိုင်းရေးမဟာမိတ်တပ်ဖွဲ့များကတိမ့်ပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်းတရင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်း